မင်္ဂလာပါ Selenus Group အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။နိုင်ငံတကာအနုပညာရုံးဝန်အတွင်းကထင်ရှားသူတွေရဲ့ရုပ်ရှင်ဂီတဖက်ရှင်စတဲ့အနုပညာလှုပ်ရှားမှုတွေသူတို့ရဲ့ကိုယ်ရေးကိုယ်တာနဲ့ social media ပေါ်ကသတင်းတွေစတဲ့စိတ်ဝင်စားစရာလက်တလုံးအနုပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါ။ရှင်သာကင်ဆာယောဂခန်းစားနေရတဲ့အဆိုရာဂျက်စီဂျေခွဲစိတ်မှုပြုလုပ်လိုက်ပါပြီ။ ဗြိတိန်ဆိုရောဂျက်စီဂျေးကရင်သားကင်ဆာရောဂါခံစားနေရမှုအတွက်ခွဲစိတ်မှုပြုလုပ်လိုက်ပြီးဖြစ်ပြီးလက်ရှိနေမှာအနားယူနေပြီးရလက်ကိုစောင့်ဆိုင်းနေတယ်လို့ဆိုရှယ်မီဒီယာ post ကနေတဆင့်ပြည်သက်ကိုအသိပေးခဲ့ပါတယ်။ ပို့စ်ထဲမှာအသက်38နှစ်အရွယ်ဂျက်စီဂျေကသူ့ကိုကူတာပေးတဲ့ဆရာဝန်ခွဲစိတ်ဆရာဝန်နဲ့ဂရုတစိုက်ပြုစုပေးခဲ့တဲ့သူနာပြုအားလုံးကိုကျေးဇူးတင်ကြောင်းပြောဆိုထားပြီးစင်းုံတက်နေစဉ်ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုပါမျှဝေခဲ့ပါတယ်။ခွဲကန်းမဝင်မီစင်းုံကတဲ့ပေါ်မှာစောင့်ရင်၎င်းတချင်းစုံနေတဲ့ဗီဒီယိုကိုပါဂျက်စီဂျေကတင်ပေးခဲ့ပါတယ်။ ချက်စီဂျေးဟာရေသားကင်စာအစောပိုင်းအဆင့်ဖြစ်ပွားနေကြောင်းစစ်ဆေးသိခဲ့ရပြီးခွဲစိတ်ကုသမှုပြုလုပ်မယ်လို့ပရိသတ်ကိုဇွန်လဇန်ကလေးက Instagram မှာအသိပေးခဲ့ပါတယ်။ရောဂါဖြစ်နေကြောင်းပရိသတ်ကိုအသိပေးတာနဲ့ပတ်သက်ပြီးချက်စီဂျေးကအရင်တုန်းကအဲ့လိုအသိပေးခဲ့လို့ပရိသတ်ကမြစ်တာရီနဲ့အားပေးကြတယ်။သူတို့ကြုံတွေ့နေရတာတွေကိုလည်းပြန်မျှဝေကြတယ်။အဲ့ဒါတွေကကျမကိုဘလောက်အားရင်ဖြစ်စေခဲ့တယ်လဲသိခဲ့ရလို့ပါလို့ပြောဆိုခဲ့ပါတယ်။ ကျွန်မကပိုးမွင့်လင်းလင်းသမားပါလူတော်တော်များများကျွန်မလိုပဲကြုံတွေ့ခဲ့ရတာကျွန်မထက်ပိုဆိုးတာတွေကြုံခဲ့ရတယ်လို့ဆိုလို့စိတ်မကောင်းဖြစ်ရတယ်လို့လည်း၎င်းကအဆိုပါတယ်ဂျက်စီဟာခလေးဘဝအရွယ်မှာနှလုံးပြဿနာရှိခဲ့ပါတယ်2021ခုနှစ်မှာကိုဝင်ပြကြခဲ့ပြီးနာယောဂါတွေလည်းခံစားခဲ့ရပါတယ်သူတည်ဆိုထားတဲ့ Flatlash Pritus ပန်ပန်ဒိုမီနိုစတဲ့တခြင်းတွေဟာအလွန်လူကြိုက်များအောင်မြင်ခဲ့ပါတယ် ကင်ထဲကြီးကအသက်40ကျော်လာပြီးနောက်မှာဇယားကိုပိုလက်ခံလာပါတယ်တဲ့တောင်ကိုရီးယားထိပ်တန်းမင်းသမီးကင်ထဲကြီးကလက်တလုံးအင်တာဗျူးတစ်ခုမှာအသက်ကြီးလာတာနဲ့အမျှရုပ်ရည်ပုံမှန်အတွက်စိုးရိမ်စိတ်ဖြစ်လာတာကိုဝန်ခံခဲ့ပြီးအသက်40ကျော်တဲ့အခါဇယားရဲ့သဘောတဘာဝကိုပိုလက်ခံမိလာတယ်လို့ဖွင့်ဟသွားပါတယ်ကင်ထဲကြီးဟာမလမှာအသက်45နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ၂၀၀၀ခုနှစ်မှာအမှုပညာစားလုပ်ခြင်းကစပြီးကိုရီးယားမှာရှိတဲ့အလှဆုံးမင်းသမီးတွေနဲ့ကင်ထိန်ဟီပါဝင်ခဲ့ပါတယ်။အင်တာဗျူးမှာသူကအသက်30ပြည့်ပြီးတဲ့နောက်ဇေယျကိုစတင်တရီထားမိလာပြီးအသက်30ကျော်လေးလေးသူ့ရဲ့အပြင်ပန်းရုပ်ရည်ကိုစိုးရိမ်လာတယ်လို့ဝန်ခံထားပါတယ်။ဒါပေမဲ့အသက်40ကျော်ပြီးတဲ့နောက်ဇေယျရဲ့သဘောကိုပိုပြီးလက်ခံလာပြီးတချို့သောအရာတွေကထိန်းချုပ်လို့မရတာကိုသိလာပါတယ်။သူ့မှာရှိတဲ့တခြားအားသာချက်တွေကိုမြင်လာတယ်လို့ကင်ထိန်ဟီကဆိုခဲ့ပါတယ်။ ကင်ထေဟီဟာတရုတ်စာရိန်နဲ့2019ခုနှစ်မှာအိမ်အောင်ကြပြီးတမိလေးနှစ်ဦးရခဲ့ပါတယ်။အိမ်မှုကိစ္စကတစ်ဖက်သားသမီးအရေးကတစ်ဖက်စီမံရတဲ့အတွက်လေစာနဲ့အသားရေပုံမှန်ထိမ့်သိမ်းတာကလွဲပြီးအလားပါအတွက်အချိန်သိမ့်မပေးနိုင်ဘူးလို့လည်း၎င်းကဆိုပါတယ်။2022ခုနှစ်ကအစည်းအဝေးတစ်ခုမှာရင်းကသူ့ရဲ့ချစ်ခွေပန်းမှုကိုကင်ထယ်ဟီက၅ကြိမ်တိုင်တိုင်ညင်းခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ကင်ထယ်ဟီညင်တိုင်းအလွန်ခံစားရကြောင်းအရင်အဆက်ဟောင်းနေတဲ့အကြောင်းကိုအမှန်တိုင်းပြောပြခဲ့ကြောင်း ရိုးတောက်မှုကြောင့်ကင်ထယ်ဟီးရဲ့အချစ်ကိုရခဲ့ကြောင်းရိန်းကဖွင့်ဟခဲ့ပါတယ်။ဟာကင်ရင်လို့မဟုတ်မမှန်ပြောခဲ့သူကို တရားစွဲဆိုထားမှုမှာဂျန်နီအနံ့ရသွားပါတယ်။ဘလဘစ်အဖွဲ့ဝင်ဂျန်နီဟာသူ့ရဲ့ဖာကင်ရင်လို့လောက်ကျန်ပြောဆိုခဲ့သူ ၎င်းနဲ့ပတ်သက်ပြီးလဲစာအုပ်ထုတ်ဝေခဲ့သူအမျိုးသားတအုပ်ကိုတရားစွဲဆိုထားပြီးအဲ့ဒီအမှုမှာတရားရုံးကဂျန်နီကိုအနိုင်ပေးလိုက်တယ်လို့သိရပါဗျ။ ရင်မျိုးသားရဲ့ပြောဆိုချက်ဟာလုံးဝမဟုတ်ကြောင်းနဲ့ထုတ်ဝေခဲ့တဲ့အစာအုပ်တွေကိုအလုံးဖြည့်ဆည်းပြဖို့ရုံးတော်ကစီရင်ချက်ချတာကြောင့်ချန်နီအမှုနိုင်ခဲ့ပါတယ်။လောက်စင်ထုတ်ကိုရီးယားမဂ္ဂဇင်း Woman Sense ကရရှိထားတဲ့အမှုဆောင်ရွက်စာရင်းတွေအရမေကိုရဲ့ခရေကစီရင်ချက်ချထားတာဖြစ်ပါတယ်။ဒီမျိုးသားကချန်နီရဲ့ဖခင်ဖြစ်ကြောင်းသက်သေမပြနိုင်တဲ့အတွက်အခြေမြင့်မရှိတဲ့ပြောဆိုမှုလို့ရုံးတော်ကကောက်ချက်ချလိုက်ပါတယ်။ပြဿနာစတင်ခဲ့ပုံက အဲ့ဒီအမျိုးသားက AI နဲ့စာအုပ်တအုပ်ထုတ်ခဲ့ရတာကနေဖြစ်ပါတယ်။စာအုပ်ကော်ပါမှာဂျန်နီနာမည်သုံးထားပါတယ်။ဂျန်နီကသူ့ရဲ့သမီးလို့လည်းအခိုင်အမာဆိုထားပါတယ်။ပြည်သက်တွေအကြားစာအုပ်ပြန်သွားပြီးတဲ့နောက်ဂျန်နီကလူချမ်းသာမိသားစုတောင်မှမဟုတ်ဩဇာကြီးတဲ့မိသားစုကနေဆင်းသက်လာတဲ့ဆိုတဲ့ကောလာဟာလတွေဖြစ်လာပါတယ်။ဂျန်နီဟာဖခင်အကြောင်းကိုလူသိရှင်ကြားထုတ်ပြောမှုတို့မဟုတ်ပါဘူး။ 2024ခုနှစ်စက်တဘာမှာဂျန်နီဘက်ကတရားစွဲလိုက်ပါတယ်။စောင်းဖြန့်ဝေတာကိုလည်းတားပြေဖို့ရုံးတော်ကိုတစမမှာထတ်တောင်းဆိုလိုက်ပါတယ်။ဒီအမှုမှာတရားရုံးကတံငွေချမှတ်ခြင်းမရှိဘဲအမှုအတွက်ကုန်ကြမ်းစည်းအလုံးကိုကျွလွန်သူဘက်ကကြားခံရမယ်လို့သာစီရင်ချက်ချခဲ့ပါတယ်။မွေးနေ့လက်ဆောင်တွေအခန်းပြရခဲ့လို့လီမင်ဟိုကပြည်သက်ကိုကျေးဇူးတင်ပါတယ်တဲ့။ တောင်ကိုရီးယားသရုပ်ဆောင်လီမင်ဟိုဟာဇွန်20ရက်မှာအသက်38နှစ်ပြည့်ပြီဖြစ်ပြီးခန်းပြေဝင်းနည်းလက်ဆောင်တွေရခဲ့တဲ့အတွက်ပရိသတ်ကိုကျေးဇူးတင်စကားဆိုထားပါတယ်ဇွန်20ရက်မှာလီမင်ဟိုကပရိသတ်တွေကြိုတင်ပေးပို့ထားတဲ့ဝင်းနည်းလက်ဆောင်တွေအခန်းမှာအပြည့်ဖြစ်နေပုံကို Instagram မှာတင်ပြီးပရိသတ်ကိုကျေးဇူးတင်စကားဆိုထားတာဖြစ်ပါတယ်။တောင်ကိုရီးယားအားကစားနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနကဧပြီမှာထုတ်ပြန်ခဲ့တဲ့2025 Overseas Hallyu Survey စစ်တမ်းအရလီမင်ဟိုဟာ ပြည်ပပရိသတ်အကြိုက်ဆုံးကိုရီးယားတရုတ်ဆောင်အဖြစ်သတ်မှတ်ခံထားရပါတယ်။ဒီကုံပုတ်ကိုလီမင်ဟိုက2014ခုနှစ်ကစတင်က12နှစ်ဆက်တိုက်ထိန်းသိမ်းထားပါတယ်။အဖိုးမင်းသားအဖြစ်လဲလူသိများတဲ့လီမင်ဟိုဟာလက်ရှိဝင်ငွေအကောင်းဆုံးတရုတ်ဆောင်တွေထဲပါဝင်ပြီးဇလန်ပိုင်းတစ်ခုကိုဒေါ်လာ36,800ဝန်းကျင်ရပါတယ်။တောင်ကိုရီးယားမှာအချမ်းသာဆုံးမင်းသားကလီမင်ဟိုနဲ့ဟွန်ဘင်ဖြစ်ပါတယ်။ နိုင်ငံတကာနုပညာရှင်တွေရဲ့လှုံ့ဆော်မှုတွေသူတို့လက်တလောဘာတွေတွေ့ကြုံနေရသလဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှေ့လာမယ့် Salem's Go အစီအစဉ်မှာလည်းဘလို့သတင်းတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီအစီအစဉ်ကိုဒီမှာပဲရန်ထားလိုက်ပါ